ကိုရီသူပထမဆောင်ခန်းချီကိုအညီခနိမှာအောလူကဒီပြောထားတဲ့အဘေသူဒီကိုစိတ်ကိုတုံး၍စိတ်မှုကိုထမ်းရသည်နည်းအဘေသူဒီဥယင်ကိုစိုက်ပြူး၍အတီးကိုမစားပေးနေရသည်နည်းအဘေသူဒီတိုးထင်းလို့၍တိုးနှုတ်ကိုမတုံးမေးနေရသည်နည်း လောကပတ်တော်ရဲ့ဆူလိုခြင်းကဒီနေ့ပါဝဆူလိုထားလေးဆိုလှုပ်ဆောင်တဲ့သူကကိုလှုပ်ဆောင်တဲ့အရာပေါ်မှာမျောလင့်ပြင်းမှကိုလှုပ်နေတဲ့အရာပေါ်မှာဘာအချိုးခံရမလဲကိုဒီရာလို့ရင်ကိုဒီတူးမွေးရင်သူ့ရဲ့နှုတ်ကိုခံရမယ်ဆိုရဲအချိုးကိုစိုက်ပြူးချင်းလို့ရင်စိုက်ပြူးချင်းနဲ့ဆိုင်တဲ့ရိတ်သိမ်းချင်းကိုရိတ်ရမယ်ဆိုရဲမျောလင့်ခြင်းနဲ့လှုပ်ဆောင်မယ်ဆိုတော့ကိုအချိုးပဲမြင်တွေ့ရတဲ့အချိုးပဲပေါ်ပြထားတယ်ဆိုတော့တွေ့ရဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းအဲ့ဒီမျောလင့်ခြင်းနဲ့အသက်ရှင်ဖို့ရတဲ့လို့ကျွန်တော်ရဲ့ပုံမှန်မျောလင့်မှာကျွန်တော် ဘုရားပုံမှာမျိုးလင့်ပြီးမှအသက်ရှင်ဖို့ရန်အတွက်ဒီနေ့လောကဘတော်က20နှစ်ချင်းပြည့်တယ်ဆိုတော့ဒီနေ့နားလည်ရဒါကြောင့်ဒီကနေ့ဒါဝိရဲ့အသက်တာကိုကြည့်မယ်ဆိုရင်ဒါဝိကဂိုလီယက်နဲ့မဖိုက်ခင်မှာရှောလူရဲ့တပည့်တွေကိုမေးခဲ့တဲ့အရာဟာ ဂေါလီယက်ဆိုတဲ့ဒီဘလူးဘလူးကြီးကိုငါတိုက်နိုင်ရင်ဘာရပါလဲအချိုးကဘာခံစားရမလဲဆိုပြီးမိကွန်းကိုထုတ်ခဲ့ရဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လှုပ်ဆောင်ပြီးမှဘာမှအချိုးမခံစားရတဲ့အသက်တာသူဖြစ်ချင်တယ်။အလုံးဆောင်နေဆိုရင်ဒီလှုပ်ဆောင်ခြင်းနဲ့ဆိုင်တဲ့အချိုးကိုခံစားရဖို့တူမိခဲ့ရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာထဲမှာလည်းအဲ့ဒီမိကွန်းရှိဖို့ရတဲ့လိုပါတယ်။ကျွန်တော်ဘေးအရာပေါ်မှာရှောက်လန်းနေတာဒီနေ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းကဘေးအရာပေါ်မှာအသက်ရှင်နေ ဘေးပေါ်မှာကျွန်တော်ရှောက်လမ်းနေရတကယ်အဲ့ဒီရှောက်လမ်းတဲ့အရာကိုတွားနေတဲ့လမ်းတိုင်းမှာကိုလှုပ်ဆောင်နေတဲ့အလုပ်တိုင်းမှာဒီနေ့ကျွန်တော်မျောလင်းချက်ရှိပြရမျောလင်းချက်လို့ပြောတဲ့အခါမှာအဲ့ဒီကိုလှုပ်တဲ့အရာပေါ်မှာမျောလင်းရမှာတော့ဘုရားပေါ်မှာမျောလင်းပြီးမှကျွန်တော်တို့လှုပ်တဲ့အရာပေါ်မှာဘာအကျိုးခံစားကိုယ့်အတွက်ဘာကောင်းချက်ရှိလာအဲ့ဒီပေါ်ရပေါ်မှာမျောလင်းပြီးမှအသက်ရှင်ဖို့ရတဲ့ဘဝတည်ဆောက် ့ရတယ်ပြည်။ဒါကြောင့်ဒီနေ့ကျွန်တော်ကဘာဘူးချက်30ခုမှာရောတက်ရဲ့အတ္တမှာတွေ့ရတယ်။ဘာတွေ့ရလဲဆိုရင်ဒီနေ့တွေ့ရတဲ့အတ္တကဘုရားပြီးရူပါရောအတိုင်းရှောက်လန်းတဲ့အခါမှာသူကြုံရတဲ့အခြေအနေကကျွန်တော်တို့တာမန်ကြုံရတဲ့အခြေအနေလို့လည်းတော့မသူ။နံပါတ်1သူဘာကြုံရလဲဆိုရင်အကူတွေရဲ့မုန်းတိချင်းကြုံရ။ဖခင်ရဲ့မျက်နှာသာရချင်းကသူနဲ့အကူကြားမှာရံပွဲဖြစ်လာရံသူမီဖြစ်လာစေခဲ့။အင်းအရာကပဲသူ့အကူတွေကသူ့ကိုအဆွန်ပြဖို့အတွက်ဖြစ်လာစေတယ်။တခြားတော့လူမျိုးတွေပေါ်မှာရောင်းစားဖို့အတွက်ဖြစ်လာစေခဲ့ဆိုတော့တွေ့ရတယ်။ နံပါတ်1အကူဒီနေချာမှာသူအစမပြေဖြစ်ခဲ့ဘူးအဲ့ဒီအခြေအနေကိုကြုံရခဲ့ဖရားပြေးရူပါယုံတဲ့ဆက်လက်ပြီးရှော်လန်းတော့မယ်ဆိုပြီးမှဆုံးဖြတ်ချတဲ့ခါမှာဖြစ်ဆိုးကိုကြုံရတယ် ဒါပေမဲ့ तू လည်းမလျှော့ခဲ့ဘူးဘေးလမ်းပေါ်မှာရှောက်နေနေဆိုတာ तू ကောင်းကောင်းသိတယ်ဘာကြောင့်လဲဆို तू အေးလမ်းတန်းရှောက်နေ तू ဘာအချိုးခံရမလဲ तू ဘလို့ဖြစ်လာစီမဲဆိုတာ तू ကောင်းကောင်းသိတယ်ဒီဘုရားရဲ့ရှင်ပါယုံအတိုင်းဘုရားရဲ့စကားအတိုင်းဘုရားသူ့ပေါ်မှာပြောထားတဲ့အတိုင်း तू အသက်ရှင်မယ်ရှောက်လမ်းမယ်ဆိုရင်နောက်ဆုံး तू ခံရမယ့်အကျိုး तू ကောင်းကောင်းမြင်ခဲ့ဒါကြောင့် तू ခြုံခဲ့တဲ့အချိန်ဒီတိုင်းမှာ तू ဆက်ပြီးမှရှောက်လမ်းဖို့တွေ့ဆိုဆုံးဖြတ်ချက်ရှာတယ်ဆက်ပြီးမှရှောက်လမ်းစီနေဆိုတာကိုမြင်တွေ့ရနံပါတ်1အနေနဲ့ तू ယုံကြည်အားကိုးပြီးမှအထားခဲ့တဲ့ပိုတိဖာအိမ်မှာ သူရဲ့တခြင်းအိမ်မှာရောက်တဲ့ကာလမှာလည်း နေ့တခင်မရဲ့ဆွဆွဲချင်းခံရတယ်။ तू မမားပင်နဲ့ तू ကမားပါတယ် तू မလုတ်ပင်နဲ့ तू လုတ်ပါတယ်ဆိုပြီးမှတခင်မရဲ့ဆွဆွဲချင်းကိုလည်းပြန်ခံခဲ့ရတယ်။အဲ့ဒီအချိန်လေးဂျုံရတဲ့ခါမှလည်း तू စိတ်တက်မကြတော့ဘူး။ तू လက်လျှော့သွားဖို့အတွက်မဆုံးဖြတ်ဘူး။အဲ့ဒီဘုရားပီးရီရှူပါရုံနဲ့ဘုရားပီးရီလမ်းအတိုင်းဆက်လက်ပြီးတော့ရှောက်လောက်ပြရတဲ့ तू ဆုံးဖြတ်ခဲ့။နောက်ဆုံးမှာထောင်ထဲရောက်တဲ့ခါမှလည်းဒီနေ့ तू ကူညီပေးခဲ့တဲ့ तू သူရဲ့ကူညီချင်းကြောင့်လွမြောက်သွားခဲ့တဲ့ဒီနေ့ဖလားတော်ကိုနဲ့ဒီစားတော်ကိုနေရောက်ဒီကတယောက်ရဲ့အသက်တာမှလည်း तू ကိုပြန် ြီးမှမင်းခေတယ်ဆိုတော့သူကတို့လွတ်မြောက်သွားတဲ့ချိန်မှာရောသက်ကိုပြန်ပြီးမှမင်းခေတယ်ဘလောက်ကြာတဲ့အထိလဲဆိုရင်လက်နစ်ကြာတဲ့အထိလက်နစ်ဆိုတဲ့ကာလအထိသူ့ကိုမင်းညွန့်နေခေတယ်ဆိုတော့ပြောရမယ်ဆိုရင်သူရဲ့အသက်တာကိုခြုံငုံပြီးကြည့်မယ်ဆိုရင်သူခြုံရတဲ့အခြေအနေကတော့လူအနေနဲ့ကျွန်တော်တို့မခံနိုင်ရတဲ့အခြေအနေဖြစ်တယ် ကျွန်တော်စဉ်းစားလို့မရတဲ့အခြေအနေတွေသူကြုံခဲ့ရဒါပေမဲ့သူလက်ရှုပ်ခဲ့ရဲ့အရာနောက်ဆုတ်ခဲ့ရဆိုတော့ဘုံစံစာသေးမှမပေါ်ပြထားဘူးသူကဘာဖြစ်ခဲ့လဲဆိုအဲ့ဒီလမ်းတိုင်းပဲဆက်လက်ပြီးမှရှောက်ဖို့အတွက်သူဆုံးဖြစ်ခဲ့တယ်အဲ့ဒီဘုရားပေးထားတဲ့ယူပါရုံပေါ်မှာဘုရားတခါသူ့ပေါ်မှာဖွင့်ပြထားတဲ့ဖွင့်ပြချက်ပေါ်မှာဆက်လက်ပြီးတော့ရှောက်လမ်းဖို့အတွက်သူဆုံးဖြစ်ခဲ့တယ်မန္တေသူကြုံရတဲ့အခြေအနေမျိုးမျိုးရှိတယ်မခံနိုင်ရတဲ့အထိဒီနေ့အရှုံးပေးရတော့တဲ့အခြေအနေတွေသူအမျိုးမျိုးကြုံခဲ့ရဒါပေမဲ့အဲ့ဒီအခြေအနေပေါ်မှာသူသူ့ရဲ့စိတ်ကိုအလိုမလိုက်ခဲ့ဘူးအဲ့ဒီ ့အခြေအနေတွေပေါ်မှာသူအရှုံးမပေးခဲ့ပေမဲ့သူပေးသွားရမယ်သူသွားရမယ့်လမ်းကပေးလမ်းလေဒီနေ့သူဂျုံရမယ့်သူနောက်ဆုံးသူခံရမယ့်အချိုးကဘာလဲဆိုတော့သူကောင်းကောင်းသိတယ်အဲ့ဒီပေါ်မှာသူရှော့လိုက်ခဲ့ခြင်းအပြင်နောက်ဆုံးမှာဘုရားပေးတဲ့ယူပါရုံတိုင်းတကယ်အမှန်တကယ်သူတက်တာတည်းမှာပြည့်စုံလာခဲ့တယ်ဆိုတော့သူရတယ်သူ့ရဲ့အချိုးကစိုက်ခဲ့တဲ့အတိုင်းသူပြန်ပြန်မရစ်ခဲ့တယ်ဆိုတော့သူရတယ်သူစိုက်ပြီးခဲ့တဲ့အတိုင်းသူ့ရဲ့အသက်တာပေါ်မှာသူဘယ်လိုစိုက်ပြီးခဲ့အဲ့ဒီစိုက်ပြီးခဲ့တဲ့အတိုင်းသူပြန်ရစ်ခဲ့ရတယ်သူအကောင်းဆုံးပြန်ရစ်ခဲ့ရတယ်ဆိုတော့ မြင်တွေ့ရတယ်။ဒါကြောင့်ဒီကိရိကျွန်တော်ရဲ့အသက်တာထင်ပါလေ။အဲဒီဆုံးဖြတ်ချက်လိုအပ်တယ်။ဒီကိရိဘုရားကိုဘာပြောထားလဲ။ဒီကိရိကိုဘုရားဘာယူပါရောပေးထားလဲ။အဲ့ဒီပုံမှာကိုကဘုရားကိုမျော်လင့်ခြင်းနဲ့အဲ့ဒီလမ်းတိုင်းအသက်ရှင်ပြရတယ်လို့ပါတယ်။အဲ့ဒီအချိုးကိုမြင်ပြီးမှနောက်ဆုံးမှကိုဘာအချိုးခံရမလဲ။နောက်ဆုံးမှဘုရားပေးထားတဲ့ဘာယုံတိုင်းဘုရားဖွင့်ပေးထားတဲ့လမ်းတကားတိုင်းကိုခံရမယ့်အရာကိုမြင်တတ်ပြီးမှတွားဖို့ရတယ်လို့ပါတယ်။အဲ့ဒီမြင်တတ်ခြင်းကတည်းကကိုကိုရန်တော်မှာအရှုံးမပေးပေနဲ့အဆုံးတိုင်အောင်ရှောင်းနိုင်လို့သူဖြစ်စေပါ ဒါကြောင့်ဒီကနေ့ဒီ notebook တော့အဖြစ်နေရခုအပေးချင်ပါတယ်ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်တို့ရှောင်းလန်းတဲ့အရာမှာအရင်ဖျားတော့ညှော်လင့်ပြီးမှဖျားပေးမဲ့အချိုးကိုမြင်ပြီးမှရှောင်းလန်းတော့သူဖြစ်ဖို့ရတဲ့လိုအပ်တဲ့ဆိုရယ် notebook တော့လေးနဲ့အနည်းငယ်ခုအပေးဝင်ငါချင်တယ်အရောက်တိုင်းပေါ်မှာဖျားကအထူးကောင်းချီးပေးပါစေ